အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်စနေရောက်ပြီဆိုတော့ထွန်းတမ်းမဲ့အမတို့စနေမှာစနေ talk show လေးလုပ်ကြတာပေါ့နော်စနေရောက်ပြီဆိုတော့အအမြင်နဲ့အမအမပေါ်မှာ live မှာရခဲ့ live experience လေးတွေနောက်တစ်ခုကဒီဘက်နိုင်ငံမှာ US မှာဟိုအားလုံးတိထားတဲ့အရာလေးတွေအမြင်နဲ့အမပြန်လဲဖြောင်းဝေးပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီတစ်ပတ်ကတော့အမကတကယ်လို့ US ကိုလာခြင်းနဲ့လာချမယ်ဆိုရင်အမတို့နောက်ထပ် English ကအပြင်ဘယ်ဘာသာစကားတွေတထားတဲ့လဲဆိုရင်စကားလေးနဲ့ပတ်သက်ပြီးပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်အာတကယ်လို့ US ကိုလာခဲ့ရင် နောက်ထပ်တက်ထားတဲ့အင်္ဂလိပ်စကားပြင်ကိုနောက်ထပ်တက်ထားတဲ့ဘာသာစကားတစ်ခုရှိပါတယ် အဲ့ဒါကတော့ Spanish ကပါ Spanish ကကတော်တော်လေးဒီမှာအသုံးတည်တယ်ကိုကကိုယ်ပိုင် business လုပ်ချင်တာလည်းဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဝန်ထမ်းလုပ်မလားဒါမှမဟုတ်ဘူးဆိုရင်ကိုက company မှာအလုပ်ဝင်မလားဒါမှမဟုတ်ရင်စေုံစေကန်းနေမှာအလုပ်ဝင်မယ်လူလားအဲဒါမှမဟုတ်ရင်ရုံးနေမှာရုံးပိုင်းဆိုင်ရာမှာအလုပ်ဝင်ချင်တဲ့လူလားဒါမျိုးတွေဆိုလဲ Spanish ကတက်ကိုတက်ထားတဲ့နေရာမှာပါတယ်ပေါ့နော်ဆိုတော့ तू ကတော်တော်အသုံးတည်တယ်တကယ်လို့ဥမာကိုကရုံးပိုင်းဆိုင်ရာအနေနဲ့ပဲသုံးမလားဒါမှမဟုတ်ဖန်နေသွားရင်ပဲဖြစ်ဖြစ်စေုံစေကန်းသွားရင်ပဲဖြစ်ဖြစ်ပေါ့နော် တော့ဘာသာစကားတစ်ခုကိုစပြောမယ်ဆိုရင်ဘယ်ဘာသာစကားပြောချင်တာလဲအင်္ဂလိပ်စကားမရဘူးစပိန်စကားပြောမလားဆိုတဲ့ဟာကအာမြင်တဲ့ဟိုဒုတိယ language အနေနဲ့သူတို့ကအမြင်အသုံးပြုနေတာဆိုတော့အရင်အသုံးတည်းပေါ့နော်ကိုတကယ်လို့ကိုပိုင်စီးပွားရေးလုံးမဲ့သူတွေဆိုရင်ကို client ကကို community တွေကပဲမဟုတ်ဘူးတခြားသောဒီဒီအားသား foreigner တွေလို့လေကို client အနေနဲ့လိုချင်နေဆိုရင် Spanish စကားကအတိအကိုသိထားမယ့်စကားတွေမှာပါတယ်ပေါ့နော် အနောက်ထီကိုအရေးကြီးတယ်။အဲမတော်လေဒီယိုနိုင်ငံကိုမလာခင်မလာခင်တော့ကအင်္ဂလိပ်စကားကအရေးကြီးဆုံးပဲ။အဲတခြားဘာသာစကားကစပိန်နစ်ကအဲ့လောက်ပြောလိုက်မယ်လို့ထင်တယ်မနဲ့နောက်ဘယ်သူမှမလဲအမတော်မပြောပြခဲ့ဘူး။အမတော်ကိုယ်တိုင်လည်းမသိခဲ့ဘူးပေါ့နော်။ဆိုတော့ဒါမှမဟုတ်ရောက်တော့မှအမပို့ပြီးသိလာတယ်။စပိန်နစ်စကားကအရင်အရေးကြီးတယ်။အရင်အသုံးတည်တယ်ပေါ့။ဒီမှာပါတယ်ဆိုတာသဘောပေါက်လာတယ်။တွေ့အမကိုယ်တိုင်လည်းအခုပြန်ပြီးတော့အာကိုပိုင်ဆက်စတရီလုပ်ရဲပေါ့နော်။ဆိုတော့အားလုံးကိုမင်းတကယ်လို့ဥမာကိုကလာဖို့ကြင်ကြီးလေးညီမလေးမောင်လေးတွေလည်းဟိုလာလာကြမယ်ပေါ့နော်။လာကြတော့မယ်ဆို င်ညီမလာခဲ့တော့မယ်ဆိုရင်ဒူလီကနေနဲ့ Spanish ကားကိုကိုကအချိန်ရရတယ်လို့လေ့လာခဲ့ပါအာဖတ်ခဲ့မှတ်ခဲ့ပေါ့နော်ဆိုတော့ဒီနိုင်ငံရောက်ရင်အများကြီးအသုံးတည်ပါတယ်လို့ကိုတည်းအကျိုးရှိရဲ့ဘာသာစကားတစ်ခုဘာသာစကားတစ်ခုပို့တက်သွားတာကိုတည်းအကျိုးမရုပ်သွားဘူးပေါ့နော်တစ်ခုပို့ပြီးတော့ဟိုအကျိုးဖြစ်ထွန်းတယ်နောက်တစ်ခုကကိုကိုဘယ်နေရာမှာပဲအလုံးဝင်ဝင်ဘယ်နေရာမှာပဲအာဒီဂျိုးမဆန်မှာဝင်ဝင်ဒါမှမဟုတ်ရင်ကိုပိုင်စီးပွားရေးလို့အသုံးတည်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဘာသာစကားတစ်ခုလေ့လာသင်ယူခဲ့ပါလို့အမှန်တော့တိုက်တွန်းချင်ပါတယ်ပေါ့ ောနော်ဆိုတော့အစပိုင်နစ်စကားကအရေးကြီးတဲ့ဘာသာစကားတစ်ခုနဲ့ပါရဲနောက်ထပ်တောင်ထပ်ဘာသာစကားတကယ်လို့ဥမာကိုကတက်တယ်တက်တယ်ဆိုရင်နောက်ထပ်ဘာသာစကားတစ်ခုစိတ်ဝင်စားလေ့လာချင်သေးရယ်ဆိုရင်တော့အမကတော့ကျွန်တရုတ်နဲ့ PNN ကိုဦးစားပေးစေချင်ပါတယ်တရုတ် community ကလည်းဒီမှာအရေးကြီးရယ်သူတို့က business အာသူတို့ကထွန်းတိုင်းပဲပေါ့နော်အမြင်တရုတ်တရုတ် community ကအမြင်စီးလုံးလာဖြစ်တဲ့အတွက်အမြင်သူတို့က business ဥမာထားပါတော့ အေရှားအမေရိကန်ချိန်ပါရေးလည်းရှိသလိုအေရှားအမေရိကန်ကို support လုပ်တင်ရဲ့အသင်းအဖွဲ့ကြီးလည်းရှိတယ်ပြီးတော့သူတို့ကိုယ်တိုင်ကလည်းသူတို့မှာသူတို့ရဲ့အသင်းအဖွဲ့ပေါင်းများစွာရှိတယ်ပေါ့နော်အဲသူတို့ကိုယ်တိုင်ကအရန်ကိုအလုပ်လုပ်တဲ့လူတွေဖြစ်တဲ့အတွက်ကိုကဒီဒီ network ထဲဝင်မယ်ဒီ community ရဲ့ဝင်မယ်ဆိုရင်အဲ့ဘာသာစကားကိုတတ်ထားတယ်ကျွမ်းထားတယ်ဆိုရင်ကိုတက်ကပို့ပြီးအသုံးတည်တယ်ပေါ့နော်ဆိုတော့အဲ့ဟာလည်းအရင်ကြီးကြီးရဲ့နောက်ထပ်ဘာသာစကားတစ်ခုကတော့ BNN မှာဟုတ်ပါတယ် BNN ကလည်းဒီအမေရိကန်မှာအာ Asian နဲ့မှာချမ်းသာတဲ့လူတွေမှာပါတယ်ပေါ့နော်ဆိုတော့သူတို့တွေကများဆုံးအဖြစ်ကတော့ ဘစ်သူတို့လုပ်တဲ့ business culture တွေကတခြားသောအိန္ဒိယနေတရုတ်တွေနဲ့မတူဘူးပေါ့နော်သူတို့ business culture တွေကတော်တော်လေးကိုမိုက်တယ်မှာရှိရဲအမှန်တော့အပြန်လဲမျှဝေပေးပါမယ်အကိစ္စတွေတော့လေဆိုတော့ဘာသာစကားကိုတက်ထားခြင်းနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့အရင်ဆုံး Spanish ကောင်လေ့လာပါတကယ်တော့နောက်ထပ်ကိုကလေ့လာခြင်းတွေဆိုရင်တရုတ်နဲ့ BNN Vietnamese ကောင်လည်းလေ့လာထိုင်ကိုတော်တော်ကောင်းပါတယ်အမှားတော့တရုတ်ကတော့အမှန်တော့ကတော့သင်ဖို့အရင်ခက်ခဲဘာသာရဲမှာပါရဲပေါ့နော်အမှန်နဲ့အမှန်ဂျပန်စာပြောနိုင်တယ်ဒါပေမဲ့တရုတ်စကားကိုသင်ဖို့တော့ကအမှန်တော့တော်တော်လေးကိုခက်ခဲနေမှာပါရဲအတွက်အမှားတော့ ခုလက်ရှိကတော့ဟိုဒီ Spanish ကကို subsidiary လုပ်နေရပေါ့နော်အားလုံးပဲတကယ်လို့ US ကိုလာရမယ်ဆိုရင်ဒုတိယ language အနေနဲ့ English ကအပြည့်ကို Spanish ကကိုလည်းလေ့လာခဲ့ပါလို့ပြပြပေးချင်ပါတယ်နောက် video လေးမှာဒီ Sunday ကတော့အမထုံးအတိုင်းပဲအမြင်နဲ့ life experience လေးလုပ်ပေးရအဲနောက်တစ်ခါကျတော့အမတည့်ရဲ့ဘဝသက်လေးပြန်လည်မျှဝေပေးနေရဖြစ်တဲ့အတွက်နောက်တစ်ပတ် Sunday မှာလည်းအဲလေ TV ပေါက်ပြီးလာမယ့်လူတွေရှိရတဲ့အတွက် ဒီလူတွေအတွက်ဘယ်လိုအတတ်မွေးဆောင်ပညာတွေသင်ခဲ့သင့်တယ်လဲဆိုရဲအကြောင်းနဲ့ပတ်သက်ပြီးအမှန်ပြန်လည်းမှတ်ပြမှာဖြစ်ပါတယ်အမဗီဒီယိုကြိုက်နေတဲ့တဲ့ကြိုက်နေတဲ့တဲ့ဆိုရင်လည်း like and subscribe လေးလည်းလုပ်ပေးပါအောင်လို့ပြီးတော့အမစကားပြောတာမြန်တဲ့အတွက်အဲတကယ်လို့နားမလည်ခဲ့တာရှိတယ်ဆိုရင်လည်းအမချက်ပေါက်မှာလာပြီးမေးနိုင်သလို comment မှာလည်းလာပြီးတော့ကိုသိချင်တဲ့အကြောင်းအလေးတွေကို comment ပေးဝါခဲ့လို့ရပါတယ်အမကပြန်လည်းလေးလာခဲ့ပြီးတော့အားလုံးကိုပြန်လည်းမှတ်ပြမှာဖြစ်ပါတယ်အမဗီဒီယိုကြိုက်နေတဲ့တဲ့လည်းကျေးဇူးတင်ပါတယ်အမတို့နောက်ပြန်မှာထပ်တွေ့ကြပါတော့ bye bye